သနာမဟုတ်ဘူးသူတို့ကောင်းများဆရာတော်များကသာသနာလို့ထင်နေတာလားမဟုတ်ဘူးနော်ဆရာတော်များဘုန်းကြီးများဦးဇင်းများကသာသနာမဟုတ်ဘူးအဲ့ဒီသာသနာဝန်ကိုတာဝန်ကိုထမ်းနေတဲ့ပုဂ္ဂိုလ်ကြီးဟုတ်တယ်မလားဒီသာသနာကသာသနာဆိုတာဘာလဲဖခင်အဆုံးအမဖခင်အဆုံးအမကသူတို့ကောင်းများရေဓမ္မကဏ္ဍပေါင်း၈000၄000သုံးတန်း ဝိနိဝိဓမ္မာနော်ပိဋကံ၃ပုံနိကေ၅ရအိုးအများကြီးရှိတာဒါတွေကိုဒီဇိုင်းမှန်မှန်လေ့လာလက်ဆင့်ကမ်းအခုအချိန်ထိသူတော်ကောင်းများအေးဦးဇင်းတို့ ကိုရင်လေးကနေအစပြုကိုရင်ကြီးကိုရင်လက်ကိုရင်လက်ကနေကိုရင်ကြီးကိုရင်ကြီးကနေဦးစင်လေးဦးစင်လေးကနေဦးစင်လက်ဦးစင်လက်ကနေဦးစင်ကြီးဦးစင်ကြီးကနေပြီးတော့မှအေးဘွေရပညာတတ်ဓမ္မကတိကဟုတ်တယ်မလားဆရာတော်ဒီမှာဦးစင်တို့ဆရာတော်ဆရာသမားလို့နော်ဟောအကြောင်းတိုင်းဆရာတော်ကြီးတွေဓမ္မကတိကကြီးတွေပြီးလို့ရှိရင်ဦးစင်တို့နိုင်ငံကျော်ဓမ္မကတိကကြီးတွေမရှိဘူးလား ဟိုကမ္ဘာကျော်ဓမ္မကိရိကတွေမရှိဘူးလားရှိတာပေါ့ဒါမျိုးပုံကိုယ်တွေဖြစ်လာဖို့ဆိုတာကလည်းတော်ကောင်းများကိုရင်လေးကအစပြုရတာဗာနဲ့အစပြုရတာကိုရင်လေးကအစပြုဒီသာသနာကိုဒီလိုလက်ဆင့်ကမ်းလာခဲ့တာနှစ်ပေါင်း2500ကျော်ခဲ့ပြီနှစ်ပေါင်းဘယ်လောက်ကျော်ခဲ့ပြီလူတွေအတွေးကဗာလဲဆိုလို့ရှိရင်အော်ကမ္ဘာမှာဗုဒ္ဓဘာသာဥယျာဉ်ကနေတယ် နဲတယ်ဆိုတော့များတဲ့ဥစ္စာကမှန်သလားဟုတ်တယ်မဟုတ်လားဦးဇင်းတို့ကစိန်ခေါ်ရဲတယ်ဘာကိုစိန်ခေါ်ရဲလဲဆိုလို့ရှင်ဘယ်ဘာသာဘယ်လူမျိုးဘယ်နိုင်ငံကမှဆိုလာကြည့်လေတရားကဘာတော့လာကြည့်လေလာလေ့လာကြည့်လိုက်ကြိုက်ရင် တော့မချက်ရင်မတော့နဲ့လိလခိုက်ထားတာစိန်ခေါ်ထားတာမရှိဘူးလားသူတို့ကောင်းမြတ်သိပြီးသားလေအမြဲနဲ့ရွတ်ဆိုနေတာညဘုရားရှိရှိခိုးတိုင်းလေဟုတ်တယ်မို့လားအဟိပတိကလာကြည့်လိုက်လာကြည့်လိုက်ဟုတ်လားအဲ့ဒါလို့စိန်ခေါ်ရဲတာကဘာမှာဗုဒ္ဓဘာသာတစ်ခုပဲရှိတယ်ဟုတ်လားဘာလို့ဗုဒ္ဓဘာသာတစ်ခုပဲရှိတယ်ယနေ့ဘာသာတွေကမဟုတ်ဘူး ဒုက္ခပဲရှိတယ်လေသူတို့ကောင်းများဟောစဘာတွေကဩဒီစဘာတွေဥပမာပေါ့စဘာမင်းဖြစ်အောင်ဘသူစိုက်ထားတယ်လေသမားစိုက်တာလေသမားစိုက်တာစဘာစိတ်လေးကနေပြီးတော့စိုက်ရတာမဟုတ်လားနောက်ဆုံးစဘာစိလေးကနေပြီးတော့အမင်းလေးထွက်ထွက်ထွက်တစ်ပြေးပြေးနဲ့ကြီးပြီးတော့စဘာပင်ကြီးဖြစ်တာမို့လားအဲ့ဒါဘသူစိုက်လို့လဲလေသမားစိုက်လို့လေဖယားတခင်လာစိုက်နေတာလား လမ်းဆိုင်ပေးတာလားအဲ့ဒါကိုလည်းဘုရားတခင်ဆိုင်ပေးတာယေရှုတော်တွေတဲ့ဟုတ်လားနော်မဟုတ်ဘူးဦးဇင်းတို့ဘုရားဘာသာမှာအဲ့လို